ဟယ်လိုဟုတ်ကဲ့ပါဆိုတော့ကျမကအခုကငနေနဲ့ပတ်သက်တဲ့သတင်းလေးကိုဖတ်ပြရဲဆိုတော့ကျမသတင်းကတရက်လောက်တော့နောက်ကျတယ်ပေါ့နော်ဒီနေ့ဆို April 16ရက်ဘာလို့လဲဆိုတော့ကျမကသတင်းတစ်ပုဒ်ကိုတွေ့ရဆိုရင်အဲ့သတင်းကိုကြကြနာနာကိုကတေချာရှာဖတ်တယ်ရှာဖတ်ပြီးတော့မှဒီသတင်းရဲ့အခိုင်အမာရှိလားတကယ်ရောတေချာလားသူပြောတာလीသူ့ရဲ့အာဘော်ပဲလားဆိုတာတွေ့အဲ့တော့ခါကျကျမသတင်းကနည်းနည်းတော့နောက်ကျတယ်ပေါ့နော်ဒါပေမဲ့ကျမဒီတေချာတဲ့သတင်းကိုပဲဝေးဝေးမြပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ဒီနေ့ ပရလာ19ရက်နေ့မှာကျွန်မဖတ်ပြပေးမိတဲ့တရင်ကတော့ငလင်းနဲ့ပတ်သက်ပြီးတော့အထူးသတိပေးချက်ဆိုပြီးတော့ internet facebook ဆံမျက်နှာပေါ်မှာ ပြန့်နေတဲ့တရင်တစ်ခုကိုဖတ်ပေးပါမယ်။ဒါက28ရက်ကလှုပ်သွားတဲ့ငလင်းကြီးမလှုပ်ခင်ချိန်မှာတဲ့ solar flare activity တွေဖြစ်ပေါ်လာခဲ့တဲ့ massive coronal hole တစ်ခုကိုတွေ့လိုက်ရတယ်တဲ့။ဆိုတော့ဒီငလင်း28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်းမတိုင်ညံ့ပေါ့နော်။ ိုတော့ဒါကဘာလို့ဆိုသလားလဲဆိုတော့တဲ့ solar storm ကြောင့်ဆိုတာကနေရဲ့မုန်တိုင်းပေါ့နော် solar ဆိုတာကနေအဖွဲ့ကြီးနဲ့ဆိုင်တဲ့ဟာပေါ့နော် solar storm ကြောင့်ကမ္ဘာပေါ်မှာတဲ့ geomagnetic storm တွေဖြစ်ပေါ်လာတာပါတဲ့ဆိုတော့ဒီလို ဲ့အချိန်မှာဒါကတော့တိတ်ပန်နီးနဲ့ဆိုင်နေပေါ့နော်အဲ့လိုအချိန်မှာတဲ့ကဘာရဲ့ဝင်ရိုးအပေါ်မှာ magnetic ဆိုတာကတန် light fee တွေကပမာဏအ ਨੇ များပြောင်းလဲနိုင်ပြီးအဲ့ဒီပြောင်းလဲမှုကဒီကဘာမြေကြီးရဲ့ tectonic plate လို့ခေါ်တဲ့ကဘာပေါ်ကအချက်တွေကိုရွှေ့ပြောင်းစေနိုင်တာကြောင့်တခုဖြစ်ပါတယ်ဆိုတော့ပြောချင်တာကဒီတန် light ရဲ့ second နေကကဘာရဲ့ဝင်ရိုးစွန်းတွေကို magnetic fee ဆိုတာ magnetic fee ဆိုတာကတန် light ဝင်ရိုး အဲ့ဒါတွေကပမာဏအပြောင်းလဲတွေအကြောင်းဒီအပြောင်းလဲအကြောင်းကဘာပေါ်မှာဒီအချက်တွေကကဘာပြင်မော်ကဘာမြေကြီးကိုဖွဲ့စည်းထားတဲ့အချက်တွေကပေါ့နော်ကြောက်ချက်အပြားတွေကတဲ့ရွေးရှားပြောင်းလဲစေပြီးတော့အဲ့ မတင့်တော်တဲ့ရေစားပြောင်းလဲမှုတွေဖြစ်တာပေါ့နော်အရင်ကတော့တို့ကတော့ဖြည်းဖြည်းချင်းရွေးနေတာဒါပေမဲ့တစ်ဖက်ကရွေးပြီးတစ်ဖက်ကမရွေးတော့ဘူးအဲ့ချိန်မှာမရွေးတော့တဲ့ဘက်မှာလုံလောက်တဲ့အင်အားတွေစုမိနေတဲ့အခါမှာအခါမတင့်တဲ့အခါမှာငလင်းကြီးတွေဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာ solar storm လို့ခေါ်တဲ့နေအဖွဲ့ကြီးရဲ့မုန်တိုင်းတွေကြောင့်ငလင်းဖြစ်ပေါ်လာတယ်တော့တော့ solar မဟုတ်ဘူးဆိုတော့ solar storm လို့ခေါ်တဲ့ဒီပေါ့နော်နေအဖွဲ့ကြီး မုံတိုင်းပေါ့နော်အဲ့ဒါတွေကငလင်လှုပ်ခက်စေတဲ့အဓိကအကြောင်းရင်းတော့မဟုတ်ပေမဲ့နှစ်ပေါင်းများစွာက PR တွေစုဆောင်းထားတဲ့ဒီအကြောက်ချက်ကြီးတွေမှာတဲ့ up magnetic field လို့ခေါ်တဲ့ဒီတန်လိုက်စွမ်းတန်လိုက်စက်ကွင်းပေါ့နော်အပြောင်းလဲတွေအခိုက်အတန့်မှာရုတ်တရက်ထကြွလှုပ်ရှားသွားလို့ပါတဲ့ဆိုလိုတာကအရင်ကတည်းကအဆွေးမြေ့ရှိတဲ့ထန်းသီးအညာပေါ့တဲ့ကြီးတကောင်နားလိုက်မိတဲ့အခါမှာ ဖြစ်သွားတတ်တဲ့ thani ကျွေခိုက်ကြီးနင်းကြိုက်ပေါ့နော်အဲ့လိုမျိုးသဘောပါတဲ့နောက်ဥပမာတစ်ခုကကြီးကြီးစံနဲ့မောင်းတင်ပြီးသားတနတ်တလက်ကိုရုတ်တရက်လက်ကမတော်တဆသွားပြီးတော့ခလုံးနှိမ့်မိတယ်လို့မျိုး မောင်းပြုတ်သွားပြီးကြီးစံထွက်သွားတဲ့သဘောမျိုး ဲ့လိုဖြစ်သွားတယ်ဆိုတော့ဒီနေအဖွဲ့စည်းရမုံတိုင်းကတဲ့ဒီအကြောက်ချက်အပြားတွေအတွက်ပေါ့နော်ဒါကျမကဒီလိုဒါရိုက်ပြန်လိုက်မယ်ဆိုရင်ဘာသာပြန်လိုက်မယ်ဆိုရင်ငလင်လှုံနိုင်လောက်အောင်စွမ်းအင်တွေစူဆောင်းမပေးနိုင်ပေမဲ့ဒီကဘာကြီးရဲ့တန်လိုက်ဆက်ကွင်းအာဒီကကြောင်းလဲမှုကြောင့်နှစ်ပေါင်းများစွာစွမ်းအင်နဲ့ဖီအားတွေမြင့်တက်ပြီးသားဒီကြောက်ချက်အပြားတွေကိုရုတ်တရက်လှုပ်ရှားစေဖို့မောင်းခလုတ်ကိုချပီးတဲ့လိုမျိုးဖြစ်သွားတာပါတဲ့ 2025မတ်လလုံးကလိုပဲဒီလို solar ဆုံးတစ်ခုရဲ့ massive corona hole တစ်ခုကလာမဲ့ April 22 23 24လောက်မှာတဲ့နေရဲ့လေပတ်မှုတပတ်ပြည့်သွားလို့နောက်တစ်ကြိမ်ထပ်ပြီးပေါ်လာနိုင်တယ်တဲ့ဒီဆိုတော့အခုလို28ရက်မှာဖြစ်သွားတယ်လို့မျိုးဒီ April 22 23 24တွေမှာထပ်ဖြစ်လာနိုင်လို့ပြောတာเนาะဒီရက်ပိုင်းမှာငလင်ကြီးတစ်ခုခုလှုပ်လိုက်မယ်လို့မဆိုလိုပေမဲ့ အားလုံးသတိနဲ့နေရမယ့်ရက်တွေဖြစ်ပါတယ်။အရန်စိုးရိမ်မှုတော့လွန်ကျွန်ဖြစ်เสียမလိုပါဘူးတဲ့။သတိနဲ့နေပြီးတော့နေတယ်ဆိုတာပိုတယ်တော့မရှိဘူး။ April 22 23 24တွေမှာဘယ်နေရာမှာဘယ်နိုင်ငံမှာဘလောက်ပြင်းအားရှိတဲ့ငလင်ကြီးတစ်ခုလှုပ်မယ်လို့ကြိုတင်သတိပေးနေတာတော့မဟုတ်ပေမဲ့ဒီ28ရက်ကကြုံခဲ့တဲ့အတွေ့အကြုံရ ဲ့လိုပုံစံမျိုးနေအဖွဲ့စည်းမှာအပြောင်းလဲရှိနေတဲ့ဟာကတပတ်ပြန်ပြေလာပြီးတော့ဒီ April 22လောက်မှာလဲဒီတောင်လိုက်ဆွဲအားပြောင်းလဲမှုတွေကတေချာပေါက်ဖြစ်ပြီးတော့ကဘာမြေပေါ်မှာတခုခုဖြစ်လာအောင်မယ်လို့ခတ်မှန်းနေကြတယ်ဆိုတော့ဒီတောင်လိုက်တောင်လိုက်အာအာတန်လိုက်အာလမ်းကြောင်းတွေပြောင်းလဲကြအောင်တဲ့ငလျင်ကြီးလှုပ်မယ်မလှုပ်ဘူးဆိုတာတော့ ဆွေးနေတဲ့ထန်းထန်းဒီအညာကိုသွားတိုင်းမိမတိုင်းမိဆိုတဲ့ဥပမာနဲ့ပဲပြောပြခြင်းနဲ့ပေါ့နော်။ဘာပဲဖြစ်ဖြစ်တတိဆိုတာကပိုရဲလိုရဲမရှိဘူးတဲ့။ဒီကဘာမြေကြီးရဲ့တန်လိုက်ဆွဲငင်အားတွေအပြောင်းလဲအခိုက်အတန့်မှာဘယ်နိုင်ငံမှာမဆိုငလျင်အကြီးကြီးထပ်မလှုပ်ကြစေဖို့အတွက်ဆူတောင်းရမယ်တဲ့။ဆိုတော့ဒါဒီဟာလေးနဲ့ပတ်သက်ပြီးဒီဒီ post လေးပါပေါ့နော်။ ဆိုတော့ဒီငလီနေလှုပ်သွားတဲ့အကြောင်းရင်းကကဘာဒီတန်လိုက်ဆွဲငင်အားလမ်းကြောင်းနေကြောင်းမလို့ဒီဒီကဘာဆွဲငင်အားတွေကအာပြောင်းလဲဖြစ်ပြီးတော့ဒီကဘာဘောကြောက်ချက်ပြားတွေကြောင်းမြန်မာနိုင်ငံကန်ဆိုးမဟုတ်အောင်ကြပြီးလာလှုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကတပုတ်ဟုတ်ပြီနောက်တဲ့တပုတ်ကဆရာဇော်မျိုးလင်းဇေမျိုးလင်းသူကရှေးအောင်သူတည်ဒီရှေးသူ ပြီးသူကဆရာတယောက်သူကတင်ထားတဲ့မြန်မာနိုင်ငံရဲ့အပျက်စီးစရင်တွေပေါ့နော်အဲ့အပျက်စီးစရင်တွေကဇေဒီပထိုးပေါင်းဆိုရင်34နေရာចောင်းတိုက်ပေါင်းက26ဗုဒ္ဓဘာသာចောင်းတိုက်ပေါင်းခရီးယန်ဖျားចောင်းဆိုရင်9ចောင်းမွတ်စလင်ဗလီចောင်းဆိုရင်17ចောင်းအခြားအထင်ကရအဆောက်အဦတွေဆို16ចောင်းအဲ့ဒါကလုံးဝတိတာထင်ရှားတဲ့ဟာတွေအိမ်နေပျက်စီးသွားတာကစရင်ကရာကြော်တယ် တရားပေါ့နော်ဆိုတော့ဒါကစရင်နေဆိုတော့ဒါစရင်နေဒါပျက်စီးသွားတဲ့စရင်နေဆိုတော့အဲ့လိုအတိအကျထွက်လာပြီးပြီဆိုရင်ဒီငွေတွေကိုအခုနိုင်ငံတော်မှာကျမလှူတယ်ဆိုတဲ့ငလင်အတွက်လှူတယ်ဆိုတဲ့ဟာတွေလည်းဖတ်ပြထားတယ်ဆိုတော့ကျမတို့အခုရဲ့လက်ရှိအစိုးရနှစ်ရက်မှာ NUG အစိုးရရဲ့စကားစအစိုးရရဲ့ NUG ဒီ အပြစ်ခက်ရဲဆဲထားတဲ့ကာလအတွင်းမှာဘယ်အစိုးရပဲမြန်မာနိုင်ငံသားကိုကောင်းအောင်လုပ်လို့ကောင်းအောင်လုပ်ပြီးတဲ့အစိုးရကိုအဖေခေါ်ရမှာပဲအဲ့တော့ဘယ်အစိုးရကလဲဆိုအခုလက်ရှိမှာစကားစသည်မြန်မာနိုင်ငံကိုအာအုပ်ချုပ်နေတယ်ဆိုပြီးတော့ဗောနော်သူတို့လက်အောက်ဖြစ်တဲ့အတွက် စကားစသည်ဒီအလှူငွေတွေလက်ခံထားပြီးလုပ်ပေးမလားဒီအပျက်စီးတွေအတွက်အခုပြည်သူလူထုတွေရဲ့ဘဝတွေကိုအိမ်နေရာတွေကိုဘယ်လိုလုပ်ပေးမလဲဆိုတာကတော့ကျမတို့ပဲတွေးရမှာပါဆိုတော့ဒီကိုယ်မှာရှိနေတဲ့ပထွေးလား ို့မှလက်ရှိလုပ်နေတဲ့သူကပထွေးလားအဖေလားဆိုတာတော့ပေါ့နော်အားလုံးပဲစောင့်ကြည့်ရမှာပါဟုတ်ပြီနောက်တဲ့တစ်ပုဒ်ကမန်လေးငရင်ကြီးစီရှားပါတဲ့စူပါရှီယာငလျင်ဖြစ်တယ်ဆိုတဲ့သတင်းအဲ့ဒါက၃ရက်ကအလွန်ကတင်ထားတဲ့စာတပုတ်အဲ့စာမှာလဲဝင်ရောက်ဆွေးနွေးထားတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ဒီမှာအားလေးကို share ဖတ်ပြမယ်ပေါ့နော်ငလျင်ကြီးကြောင့်မြေပြင်ပြောင်းလဲမှုတွေကဂျိုဒုအချက်လက်တွေကိုတဲ့ NASA ကနေထုတ်ပြန်တယ်ဆိုတော့ဒါအမေရိကန်ကထုတ်ပြန်တဲ့ဟာ ဆိုတော့ဒါလေးဖတ်ကြည့်အောင်နော်ကယ်လီဖိုးနီးယားတောင်ပိုင်း NASA ဤ Jet laboratory မှာသူတည်တနာများသည်တဲ့ radar နဲ့ optical optical ဆိုတာကပေါ့နော်ဒီလို english ဆိုစလုံး optical ဆိုတာတကယ်တမ်းကျတော့ဒီမျက်စိနဲ့သက်ဆိုင်နေဟာတွေပေါ့နော် optical ဂျိုဓုမှာအချက်လက်တွေကိုအသုံးပြုရေးမြေပြင်ဓာတ်ရိုက်သို့လေ့လာခဲ့တယ်အထက်ပါမြေပေါ်ပြပါမြေပုံတွင်နဲ့အနီရောင်အဆက်များရှိသည့်မြောက်ဖက်သို့ရွေးရှားမှုညွန်ပြနေပြီးအပြောင်အဆက်များသည့်တောင်ဖက်သို့ညွန်ပြနေသည်ကိုတွေ့ရသည်ဂျိုဓုသုံးခုမှာအချက်လက်တွေကိုအသုံးပြု၍ ARIA အဖွဲ့ဒီတဲ့ငလင်ကြောင့်ကဘာမြေပြင်ရွေရှားမှုခမှန်းချက်များကို အခြေခံတွက်ချက်ခဲ့ကြတယ်။မတ်လ28ရက်ကငလင်ကြီးကြောင့်မြန်မာပြင်မျက်နှာမျက်နှာပြင်မြန်မာနိုင်ငံမြေမျက်နှာပြင် အကျော်ချောင်းဒီအရှေ့950ကီလိုမီတာ မိုင်မောင်းအားဖြင့်342မိုင်ရှိပြီးတော့မန္တလေးမြို့ဤမြောက်ဖက် နေပြီးတော့တောင်ဘက်အထိမှတ်တမ်းများရ အရှိဆုံးအကြောင်းကြီးတစ်ခု ဖြစ်သွားခဲ့တယ်။အခြားသိပ်ပံပြင်ရှားရှင်များဤပမာဏခွဲချင်းခွဲချမ်းစိတ်ဖြာချက်များအရာရှည်လွန်းခြင်းအပြင်နဲ့ရှားပါသောစူပါရှီယာငလင် ဖြစ်နိုင်သည်ဟုလည်းသတ်မှတ်တယ်။ဆိုတော့စူပါရှီယာငလင်သည်ပြက်ရွှေ့မျက်နှာပြင်ပြက်ရွှေ့ညနေပြင်တလျှောက်ငလင်ဒန်ခံလှိုင်းအစဝိထက်အချိန်ပုံများပြီးတော့သူကစိုးနှစ်ဘုံနှစ်စင်တူသည့် အတန်ထွက်မြန်နေပေါ့နော်ဒီဘုံဆိုတာကတဲ့ဆိုးအတန်ထက်မြန်ဒီအတန်စွန်းအင်ကြီးမျိုးဖြင့်ပျက်စီးစေတဲ့ငလျင်တစ်မျိုးဆိုတော့28ရက်နေ့ကမြန်မာနိုင်ငံမှာခွန်တသမခွန်လှုပ်ခဲတာက10မိနစ်7မိနစ်ကြာမှာ6တသမခွန်ငလျင်တစ်ခုထပ်လှုပ်ခဲတာ ပြက်ရွေ့ရဲ့စကိုင်းပြက်ရွေ့ရဲ့အနက်10မီတာအကွာ6မိုင် အကွာမှာစတင်လှုပ်ခတ်ခဲ့ပြီးတော့ဗဟိုချက်အနီးရဟာတွေအကုန်ပြက်မိုင်600အကွာဘန်ကောက်ထီကိုရိုက်ခဲ့ခဲ့တယ်ဆိုတော့ဒီရတသက်ပတ်အတွင်းမှာလည်းချိန်မောင်းရာကြော အစ်ငါးတွေဒီဇက်တိုက်လှုပ်နေတာကိုတွေ့ရတယ်ဆိုတော့ဒါကဒီဟာပေါ့နော်တောင်ထဲမြောင်းနဲ့ရွေ့နေတဲ့ဒီကြောက်ဖြာ အဲ့ကြောက်ချက်ကအဲ့လိုဖြစ်သွားလို့ကျမတို့ဘဝတွေအဲ့လိုဖြစ်သွားရတယ်ပေါ့နော်ဆိုတော့ဒါငလင်နဲ့ပတ်သက်တဲ့ဟာပါဆိုတော့ဒီဟာလေးကဖတ်လို့ကောင်းတယ်ပေါ့နော်နောက်ထပ်တစ်ပုဒ်ထပ်လာမယ်ဆိုတော့ဒီဒီတစ်ပုဒ်မှာတော်တော်တော့ကောင်းကောင်းလေးပြောလိုက်တယ်နော်ဆိုတော့နောက်တစ်ပုဒ်လည်းထပ်ပြီးတော့ငလင်နဲ့ပတ်သက်တာတင်ပြပါဦးမယ်ရှင်